မာယူအသင်းကို အနိုင်ကိုတွင်းခဲ့တဲ့မောင်မောင်ဝင်ကိုညမအဘိုးလုံးအဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌဖြစ်တဲ့ရမနကရဲ့ချမ်းသာဆုံးတတိကြီးဦးစစောကတော့3500စုချင်နေမယ်ဆိုပြီးတော့ဒတင်းတွေကတော့တလာနေပြီလို့ဖြစ်ပါရီမာယူအသင်းကတော့ဗျာတတော်လေးကိုရှက်ဖို့ကောင်းတာဗျာနော် EPN ကိုလည်းတိတ်ကချလိုက်တယ်လို့ပဲနော်တကယ်လို့မှအစင်လာကောင်းတဲ့အသင်းကြီးအနေနဲ့အာဆီယံအော်စတာအသင်းကိုတော့မနိုင်တာတကယ်လို့မှရှက်ဖို့ကောင်းတယ်အလုံးလင်းဖတ်မိကြလာတော့မသိဘူးကျွန်တော်တို့ဒူလီတို့ sorry ရဲ့ all star သင်းနဲ့ဗျာကျွန်တော်တို့ PSG เนาะ Neymar တို့ Messi တို့ Mbappe တို့ PSG မှာရှိနေတုန်းက sorry ရဲ့ all star သင်းနဲ့ခံကြရတယ်တော်တော်လေးလေးဆိုင်ဆိုင်မြိုင်မြိုင်ကိုကြည့်လို့ကောင်းနေဗျာအဲ့ဒီမှာဆိုရင်ကျွန်တော်တို့ PSG က5-4နဲ့နိုင်သွားပါဗောဗျာဟိုဘက်ကတွင်းလိုက်ဒီဘက်ကတွင်းလိုက်ပဲတော်တော်လေးလေးကြည့်လို့ကောင်းတယ်เนาะအခုကျတော့ Man U အသင်းကြီးကဒီပွဲကိုเนาะခြေစမ်းပွဲလို့ပြောပေမဲ့သူတို့ကဒီပွဲကိုနိုင်ကျင်တဲ့ဟာတော့ပေါက်တယ်เนาะဒါကြောင့်မလို့ကျွန်တော်တို့လူဟောင်းတွေပဲထုတ်လာပါဗျာ ေးဥမာ senior ကစားသမားတွေကြီးပဲထုတ်လာတော့တွေ့ရတယ်ပထမပိုင်းမှာဆိုရင်လေ owner နာနော်ဘုံလုံးအဲ့ကောင်မှာ share ကြီးတွေထုတ်ပြတာတွေ့ရတယ်ဆိုတော့ဘာမှထူးမသွားဘူးနော် senior တွေလည်း junior တွေလိုပါပဲပါဆိုပါမှတ်ကိုမထူးတာပါနော်အမောင်လင်းဆိုရင်ဒုတိယပိုင်းမှာဝင်ရောက်ပြီးမကြဘူးဘူးသွင်းသွားတယ်နော်ဘူးသမိုင်းမှာတော့တွင်သွားပြီးမယူသိန်းကိုပထမအုပ်စုကိုတွင်းနိုင်တယ်မြန်မာနိုင်ငံရဲ့ကစားသမားနော်မမောင်လင်းဖြစ်သွားပါပြီမြန်မာနိုင်ငံရဲ့ဘောလုံးဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်တဲ့ ်ဦးစစောကတော့အရန်အရန်ကိုပြောနေပြီးတော့မမောင်လင်းကို3-5000တောင်ဆူချမယ်လို့ကျွန်တော်နေနေကြားပါရီမမောင်လင်းကတော့မမောင်လင်းပါပဲဗျာမြန်မာနိုင်ငံမှာတော့အဲ့တဲ့ကအရန်ကိုမှုနေပြီးကဘာနှက်ကမြန်မာပြည်သူပြည်သားတွေကတော့မမောင်လင်းကိုချီချူးစကားဆိုနေခဲ့ကြပြီလေဖြစ်ပါရီဗျာ